တငယ်ချင်းများအားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ငပြောဘူးအဆက်ကြော်လေးကျွန်တော်ဒီနေ့လာပြီးတော့ကြော်ပြသွားမှာဖြစ်ပါတယ်အကြံနဲ့လွဲကူပါတယ်เนาะကျွန်တော်ကဒီနေ့မှာငပြောဘူးတဖူးပဲကျွန်တော်တုံထားပါတယ်ဒီထဲမှာကျွန်တော်တို့ငရုတ်တီစက်တုံနီဖြူတို့ကိုဒီမှာကျွန်တော်တို့ဒီမှာထောင်းပါမယ်เนาะတခါတည်းကျွန်တော်ငရုတ်တီအယောင်တင်မုံမှာထည့်ပါမယ်ပြီးပဇွန်ကြောက်လေးမှာကျွန်တော်ဒီမှာထည့်ပါမယ်ထပ်ပြီးပြီးဆိုရင်အားလုံးကဒီညမှာညက်တော့အောင်ရိုးပြီးတော့ထောင်းပစ်လိုက်ပါနော်ငရုတ်တီကြတော့ကျွန်တော်ဒီမှာငရုတ်တီအမဲ့ကျွန်တော်တုံးထားပါတယ် အားလုံးညလာပြီဆိုလို့ရှိရင်ရပါပြီเนาะရေထဲမှာကျွန်တော်တို့မှာစာလေးထည့်ပါမယ်တံပညာသီးလေးတစ်လုံးလောက်ပေါ့เนาะကျွန်တော်တို့မှာညှင်းထည့်ပါမယ်ဒါကတော့မမဲအောင်ပါเนาะပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာငပြောဘူးလေးတွေကိုခလဲရနေနှစ်ပိုင်းလေးပိုင်းပါမယ်ပြီးတော့ဒီအနာအစာလေးတွေပေါ့နော်ကျွန်တော်ဒီမှာဓာလီနဲ့ဖယ်ထားပေးလိုက်ပါပြီးငါပြောဘူးလေးတွေမမဲသွားရအောင်ကျွန်တော်ဒီနေရာမှာတံမြာသီးလေးနဲ့ညှစ်ထည့်ပါတယ်အားလုံးပေါ့နော်လိုက်ပြီးတော့တံမြာသီးလေးနဲ့လိုက်ပြီးတော့တုပ်ပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ငါပြောဘူးလေးကမမဲပါဘူးနော် အားလုံးကိုဒီမှာကျွန်တော်တို့ဒီခလဲမှာရှိတဲ့ဥတိုင်လေးတွေပေါ့နော်ဖယ်ထုတ်ပေးလိုက်ပါပြီးရဒီလိုမျိုးဒီငပြိုးဘူးအသေးလေးတွေပေါ့နော်ရှိတယ်ဆိုလို့ရှိရင်ဖယ်ထုတ်ပေးလိုက်ပါအပြင်ကအခွန်အရင်တွေပါတယ်ဆိုလို့ရှိရင်လည်းဖယ်ထုတ်ပေးလိုက်ပါနော်အားလုံးကျွန်တော်တို့ဒီမှာမကောင်းတာလေးတွေပေါ့နော်ဖယ်ထုတ်ပြီးပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသူ့ကိုဒီနေမှာလီဒါပေးလိုက်ပါလီပြီးပြီးဆိုတာနဲ့တခါတည်းကျွန်တော်တို့အစောကစာနဲ့ကျွန်တော်တို့တံမြာတီးလေးနဲ့လောက်ရတဲ့ရည်လေးမှာစိမ့်နာပေးလိုက်ပါအစောကကျွန်တော်တို့ငရုတ်တီကြက်သွန်နီပြူကိုစီတက်ပါမယ် စီတက်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာအချုံမုတ်လေးအနေငယ်ထည့်ပါမယ်ပြီးရင်စားလေးဒီနေရာမှာအနေငယ်ထည့်ပြီးတော့ငပိလေးမှာဒီနေရာမှာအနေငယ်ထည့်ပြီးအချိန်ခက်ကြကြလေးပေါ့နော်ဒီနေရာမှာစီတက်ပြီးလိုက်ပါအားလုံးနွမ်းလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အစောကဒီငပျောဘူးလေးတွေကိုကျွန်တော်ဒီမှာအားလုံးကိုရောပြီးတော့ထည့်ပြီးကြော်ပေးလိုက်ပါနော်အရင်ကိုစားလို့ကောင်းပါနဲ့နော်ဒီနေရာမှာရေလုံးဝမထည့်ပဲနဲ့အချိန်ခက်ကြကြလေးကြော်ပေးလိုက်ပါအချိန်ခက်ကြကြလေးကြော်ပြီးအနေငယ်နွမ်းလာပြီဆိုတဲ့အချိန်ကျမှကျွန်တော်ဒီမှာရေအနေငယ်ပဲထည့်ပါနော် ရေထည့်ပြီးပြီးဆိုရင်ရေလေးတွေခန်းသွားတဲ့အထိပေါ့နော်ခြောက်သွားတဲ့အထိဒီနေရာမှာကြော်ပေးလိုက်ပါအပေါ့အငံအရသာမြည်ပြီးစားလို့ရပါပြီနော်လိုက်ပြီးတော့တငယ်ချင်းတို့ချက်စာကြီးကြီးကြပါဦးနော်အရန်စားလို့ကောင်းတဲ့ငပြိုဘူးကြော်လေးပါနော်